ကလင်းငယ်တူရဲ့မွေးဖွားလာမှုဟာမိသားစုတစ်ခုအတွက်ပျော်ရွှင်မှုအသက်တွေကို ယူဆောင်လာခဲ့တယ်လို့ပဲစိန်ခေါ်မှုအသက်တွေကိုလည်းယူဆောင်လာတတ်ပါတယ်ဒီဇယ်လန်လေးကတော့ပျော်ရွှင်မှုတွေကြားကယုံခံမှုတွေကြီးစုတရားတွေနဲ့တာဝန်ယူမှုကြားတွေကခက်ခဲတဲ့ရွေးချယ်မှုအကြောင်းကို ပြောပြပြီးတော့မှဖြစ်ပါတယ်တခါတော့ကတင်းငယ်တဲ့မြို့လေးတစ်မြို့မှာကိုထွန်းနဲ့မနှွေဆိုတဲ့လင်မယားနှစ်ယောက်နေထိုင်ကြတာပေါ့သူတို့အတွက်တော့ နေ့ရက်တိုင်းဟာပျော်ရွှင်အချက်နဲ့ဘဝလေးပဲဖြစ်နေခဲ့တာပေါ့ဒီနေ့မှာတော့သူတို့ဘဝမှာ ကြီးမားတဲ့အပြောင်းလဲမှုတစ်ခုရောက်လာခဲ့တာပေါ့မနှွေဟာစေယုံမှာသူတို့ရဲ့တာဝန်လေးကိုကျမ်းမာစွာနဲ့မွေးဖွားလိုက်တာပေါ့သူတို့အိမ်ကိုပြန်ရောက်တဲ့အချိန်ကစာပြီးအရင်နဲ့မတူတော့တဲ့ရုန်းကန်မှုတွေအခက်ခဲတွေဆိုတာစတင်ခဲ့တော့တာပေါ့ ညာဘက်တွေမှာကလေးငိုတန်းတွေနှုတ်တက်ရတာတွေအေးရေမဝမှုတွေကသူတို့နှစ်ယောက်အတွက်တော့အနားယူခြင်းမရှိ လူခွဲမရှိနဲ့အရန်ကိုပင်ပန်းလာတော့တာပေါ့မနှွေလဲမွေဖွားပြီးကစားပြန်လဲနလန်းထူနေချိန်မှာလဲကလေးကိုပါ အပြေးဝဂယုံဆိုင်နေရတာဆိုတော့ပို့ပြီးပင်ပန်းနေတာပေါ့ကိုထုံးကလည်းအလောက်ကနေပြန်ရင်ဇနီးကိုကူညီဖို့ကြိုးစားပေမဲ့လည်းဘာကစလို့ရမယ်မသိဖြစ်နေတော့တာပေါ့ ဒီအခက်ခဲကိုကျော်လွှားနိုင်ဖို့အတွက်သူတို့ဟာအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ကြတော့တာပေါ့မက်နွေရဲ့အမေဖြစ်သူဒေါ်သူစားကိုခေါ်ဖို့စဉ်းစားပေမဲ့လည်းမက်နွေရဲ့အဖွားဖြစ်သူနေမကောင်းဖြစ်နေတဲ့အတွက်လာလို့မရဖြစ်နေတာပေါ့အဲ့ဒါနဲ့ကိုထွန်းရဲ့အတွေ့အကြုံကိုတယောက်ရောက်လာတယ်အဲ့ဒီတယောက်ကတော့သူ့ရဲ့မွေးစားတော်ဖြစ်တဲ့ဒေါ်သေးပေါ့ကိုထွန်းမိဘတွေဆုံးမသွားတဲ့အချိန်ကလေးက တော်သေးကပဲသူ့ကိုတောင်းဝင်ယူကျွမွေးဆောက်ရှောက်ခဲ့ရတာပေါ့ကိုထွန်းလည်းတော်သေးစီကိုဖုံးလန့်ဆက်လိုက်တဲ့မိသည်ကျွန်တော်တို့အိမ်မှာအမျိုးသမီးကကလေးမွေးပြီးခါစားဆိုတော့ကလေးနဲ့နှစ်ယောက်ထဲဖြစ်နေလို့နှစ်လလောက်ကလေးကိုလာကိုထေးပြလို့ရမလားအော်အေးအေးအဲ့ဒါဆိုလဲငါလည်းငါမြေဦးလေးကိုထိမ့်ဖို့လာခဲ့မယ်လေမကြခင်မှာပဲတော်သေးတယောက်အထုပ်အပိုးတွေအများကြီးနဲ့ကိုထွန်းတို့အိမ်ကိုရောက်လာတော့တာပေါ့ သူ့ရဲ့အထုပ်ဘိုးတွေကိုမြင်တဲ့အခါမှာတော့ကိုထွန်းနဲ့မနွယ်တို့ဟာမျက်လုံးပြူးသွားကြတာပေါ့ဘာလို့လဲဆိုတော့ဒေါ်သေးတယောက်အိမ်ပြောင်းလာတယ်လို့ထင်ရအောင်ကိုပစ္စည်းတွေကအရင်များကြီးယူလာခဲ့လို့လေဟဲ့ငါထွန်းရက်ကြည့်မနေနဲ့လေငါအထုပ်တွေကိုလာကုတဲပေးအောင်ဗျာအော်ဟုတ်လာပြီလာပြီငါမြေလေးကိုပြဆက်မအောင်ဟဲ့အရင်တွေ့ကျင်နေပြီဒေါ်သေးတယောက်ပြောပြောဆိုဆိုနဲ့မနွယ်ရဲ့လက်ထဲကကလေးစီကိုယောက်သွားတာပေါ့ ရောက်ခါစားအစောပိုင်းရက်ဒီမှာတော့ဒေါ်တရအရင်ကိုကူညီပေးတာပေါ့မနဲ့စောစောထားပြီးထမင်းချက်ပေးတယ်မနွယ်ကိုအနားယူခိုင်းနေပြီးတော့ကလေးကိုလည်းတိတိချာချာထိပေးတာပေါ့ကိုထွန်းနဲ့မနွယ်တို့လည်းသူတို့ရဲ့ဆုံးဖြတ်ချက်မှန်ကန်နေဆိုပြီးပြောနေကြတာပေါ့ဒါပေမဲ့ဒီအကြံမှုက မကြရှိဘူးဆိုတာကိုတော့သူတို့ကြိုတင်မသိခဲ့ဘူးပေါ့လေဒီလိုနဲ့တပတ်လောက်ကြာတဲ့အခါမှာတော့ဒေါ်ထေးရဲ့ပုံစံဟာတိတိတသားကြီးကိုပြောင်းလဲသွားရတာပေါ့ မနက်ခင်းတွေမှာဒေါ်ထီးဟာအိယာတွေကမထပါဘူးမနှွေကပဲထပြီးထမင်းချက်ရတာပေါ့ဒီနေ့မှာတော့မနှွေတရားမိဖို့ခန်းထဲမှာဟေအိုတန်လန်းခနေတော့ပေါ့အိခန်းထဲကကလင်းငုံတန်ကိုကြားလိုက်ရရင်အဲ့ဒါနဲ့မနှွေလေးဒေါ်ထီးကိုအကူညီလှမ်းတောင်းတာပေါ့အမေထီးကလေးငုံနေလို့အခန်းထဲမှာတစ်ချက်လောက်သွားကြည့်ပြီးလို့ရမလားတမီးကဒီဘက်မှာဟေးအိုးတွေတန်းလန်းဖြစ်နေလို့ တော်သေးကတော့အိတ်ချင်မှုတုတန်နဲ့ပြန်ဖြေတာပေါ့ညီကလည်းအေးငါလည်းပင်ပန်းလို့နားနေတာကိုညီဟင်းအိုးတွေချထားပြီးကိုဘသာကိုပဲကလေးတော်ကြည့်လိုက်လေအော်ဒါနဲ့ဟင်းကျက်ရင်ပြောအောင်ငါပိုက်စားနေပြီမနှွယ်လဲစိတ်ညစ်သွားတာပေါ့သူမဟာဟင်းအိုးတွေကိုမိပေးပြီးကလေးစီကိုတွားရတော့တာပေါ့ကလေးချီရင်လည်းသူမရဲ့မျက်ရည်တွေဟာပါပြင်ပေါ်ကိုစီးကြလာတာပေါ့ထမင်းစားချိန်ရောက်တော့လေဒေါ်သေးဟာ လူ၃ယောက်စာအတွက်ချက်ထားတဲ့ဟင်းတွေကိုသူတယောက်ထဲအကုန်စားသွားတာပေါ့မနွယ်လေသူချက်ထားတဲ့ဟင်းတွေကိုမတွေ့လို့မေးလိုက်တာပေါ့အမေထေးတမိချက်ထားတဲ့ဟင်းတွေကဘယ်ရောက်သွားလဲညီဟင်းတွေကိုငါစားလိုက်တာလေအဲ့ဒါကတမိလူ၃ယောက်စာတဏီကုံစာအတွက်ချက်ထားတာလေအမလေးအေးညီထက်တာကနည်းနည်းလေးကိုလွတ်လွတ်လောင်လဲငါတယောက်စာပဲရှိတာကိုနောက်နေ့ကျများများချက်အောင်မနွယ်လေအံ့ဩသွားပြီးဘာမှပြန်မပြောနိုင်ဖြစ်သွားတာပေါ့ နောက်တစ်ရက်မှာတော့သူတို့စီကိုတငယ်ချင်းတွေကအိမ်လာလဲမပြောထားလို့မနွယ်တရားမုံတွေကိုကြိုတင်ပြင်ဆင်ထားတာပေါ့ဒါပေမဲ့ဧည့်သည်တွေရောက်လာတဲ့အချိန်မှာကြွေးဖို့တွားယူတော့မုံတွေမရှိတော့ပဲပကံအလွတ်တွေကြီးပဲမြင်လိုက်ရတော့တယ်ဧည့်သည်တွေပြန်သွားတာနဲ့လင်မြန်းနှောက်လဲပြဿနာတက်တော့တာပေါ့ကိုထွန်းကမနွယ်ဧည့်သည်တွေအတွက်မုံမပြင်ဆင်ထားဘူးထင်ပြီးပြောတာပေါ့ မနှွေကလည်းသူ့မုံနေအုံစင်တင်ပြထားပြီးသားရွေးကန်နေသွားอยู่တော့မှမုံနေမရှိတော့ကြောင်းကို ပြောပြီးဒေါ်သေးကိုမေးရတော့တာပေါ့အဲ့ဒီခါမှဒေါ်သေးလည်းဧည့်သည်ဒီအတွက်လောက်ထားတာမဲမသိလို့သူစားလိုက်ကြောင်းကိုပြောတော့တယ်သူတို့လင်မယားလည်းမိဖွားကစားအကူညီရမလားဆိုရဲမျှော်လင့်ချက်နဲ့ခေါ်ခဲ့ပေမဲ့လည်းအခုတော့ပို့ပြီးစိတ်ပင်ပန်းရတယ်လို့ခန်းစားနေကြရတော့တာပေါ့ ညာပိုင်းကလေးနဲ့အေးပြက်တာတင်မကဒေါ်ထီးတယောက်သူမအိမ်မချင်းတီဗီတွေကိုအကျဲကြီးဖြွင့်ထားတာပေါ့တခါတည်းရန်ဆိုတီဗီကြီးဖြွင့်ထားပြီးလဲအိပ်ပျော်နေတဲ့တင်တီဗီသွားပိတ်ရင်လဲသူကြည့်နေတာကိုပိတ်ပစ်တယ်ဆိုပြီးညူစုပြောဆိုတာပေါ့ပြီးတော့အတန်ကျေလို့တိုးပြဖို့ပြောရင်လဲငါကတီဗီတန်တိုးရင်မကြည့်တတ်ဘူးညီတို့တီဗီလေးကြည့်တာကိုအေးငါမှပြောဆိုခံနေရတာကောင်းကောင်းကိုမကြည့်ရဘူး သူတို့လင်မယားလဲတော်သေးကိုဘာမှမပြောတော့ပဲသူတို့ဘာသာပဲစိတ်ဆင်းရဲနေတော့တာပေါ့ဒီလိုနဲ့ရက်အနေငယ်ကြာလာတဲ့ခါမှာတော့မက်နွယ်တရသူတငယ်ချင်းဖြစ်သူရဲ့မင်္ဂလာဆောင်ကိုသွားဖို့အဝိအစားအစ်လေးဝယ်လိုက်တာပေါ့အစာလေးကိုကရင်သူတငယ်ချင်းရဲ့မင်္ဂလာဆောင်မှာလှလှလေးဝတ်သွားမယ်ဆိုပြီးစိတ်ကူးရရင်နေတာပေါ့အင်းအစာတော့ဝယ်ပြီးပြီအာနောက်တစ်ပတ်လောက်ကြာရင်ဆက်ဆိုင်မှာလှလှလေးသွားချုပ်ရမယ် ဆက်ဆိုင်အမေနေရောက်တော့မနွေဟာသူမဝယ်ထားတဲ့အဆကိုဘလို့မှရှာလို့မတွေ့တော့ဘူးအဲ့ဒါနဲ့စိတ်ထဲမှာတခုခုမှနေမှန်းသိလိုက်တာပေါ့သူအေကန်းထဲကိုလည်းထွက်လာရောမမျောလင့်ထားတဲ့မြင်ကွင်းကြီးကိုမြင်လိုက်ရတော့တာပေါ့ဒေါ်ထီတယောက်မနွေဝယ်ထားတဲ့အဆကိုချုပ်ပြီးဝင်ထားတာကိုတွေးလိုက်ရတယ်ယန်းကိုစီဆိုးသွားတဲ့မနေဟာမေးလိုက်တာပေါ့မေထီဒီအဆကိုဘလို့တွေ့ပြီးဘယ်တော့ကချုပ်လိုက်တာလဲဒေါ်ထီကတော့ အေးစစ်စစ်ပဲပြန်ဖြေတာပေါ့ကြီးကငါ့အတွက်ဝယ်ထားတယ်ထင်လို့လေအဲ့ဒါကြောင့်ယူချုပ်လိုက်တာပေါ့လင်ငါနဲ့လှနေကောဒီစကားကိုလေ့ကျလိုက်ရတော့မနှွယ်ရဲ့စိတ်ထဲမှာရှိနေတဲ့စိတ်ဆိုးမှုစိတ်ပင်ပန်းမှုတွေစုပြုံပြီးပောက်ကွဲထွက်တော့တာပေါ့ပြီးတော့သူမဟာငိုပြီးခန်းထဲကိုပြင်းဝင်သွားတော့တယ်ညနေခင်းကိုထွန်းအလောက်ကပြန်ရောက်တဲ့အခါမှာတော့ဇနီးဖြစ်သူငိုနေတာကိုတွေ့ပြီးအကြောင်းစုံကိုသိလိုက်ရတယ် အဲ့ဒါနဲ့ကိုထွန်းလည်းဒေါ်ထေးစီကိုသွားပြောဖို့ဆုံးဖြတ်လိုက်တာပေါ့အမေထေးရဲ့ဘာလို့မတ်နွေရဲ့အဆောက်ကိုယူချုပ်လိုက်တာလဲအဲ့ဒါကသူ့တငယ်ချင်းရဲ့မင်္ဂလာဆောင်မှာဝတ်ဖို့ဆိုပြီးသူဝယ်ထားတာလေဒေါ်ထေးကတော့သူမမားသလုံးနဲ့ပြန်ပြောတာပေါ့သူကငါ့ကိုအိမ်မှာလာနေပေးတဲ့အတွက်ကျေးဇူးတင်ပြီးဝယ်ထားပေးရထင်လို့လေငါကအလိုက်တတိနဲ့ကို့ဘာသာပဲယူချုပ်လိုက်တာကိုမင်းကငါ့ကိုလာပြီးအပြစ်ပြောနေတာပေါ့လေဟဲ့လား ငါကျွေးမွေးထားတဲ့မျက်နှာကိုမှမထောက်အခုတော့ငါ့ကိုဒီလိုတွေပြောနေပြီပေါ့အမလေးနော်ငငယ်ကလေးကကျွေးမွေးထားရကြိုးကလည်းနှက်ချက်ပဲဒေါ်သေးရဲ့စကားကိုကြားတဲ့ခါမှာတော့ကိုထွန်းဟာဘာမှစမပြောတော့ပဲလှစ်ထွက်ပြီးအခန်းထဲကိုဝင်သွားတော့တာပေါ့အဲ့ဒီနောက်ပိုင်းကစားပြီးဒေါ်သေးဟာပို့ပို့ပြီးအုပ်ဆိုးခြင်းနဲ့စိတ်တွေပြင်းထန်လာတာပေါ့စားလိုက်အိတ်လိုက်တီဗီကြည့်လိုက်နေပဲအချိန်ကုန်နေပြီးဘာကိုမှမကူညီဘူးလေကိုထွန်းနဲ့မနှွေတို့ကတော့ ်ဒေါ်သေးသူတို့အိမ်ကနေပြန်သွားမဲ့ရက်ကိုပဲစောင့်မျှော်နေမိတာပေါ့ဒီလိုနဲ့သူတို့လက်ချိုးရွတ်နေတယ်နှစ်လားပြည့်မဲ့ရက်ကိုနောက်ဆုံးတော့ရောက်ရှိလာတယ်မနွေဟာနှစ်လားပြည့်တဲ့နေ့မှာဒေါ်သေးအကြိုက်ဆုံးဖြစ်တဲ့ခင်းနေကို အများကြီးဝမ်းသာအားရချစ်ပြုတ်ထားတာပေါ့သူတို့ထမင်းစားကန်ဒီအချိန်မှာဒေါ်သေးကစကားစပြောလိုက်တယ်ငါမင်းတို့နှစ်ယောက်ကိုပြောကြရှိတယ်ကိုထွန်းနဲ့မနွေလည်းနားထောင်နေကြတာပေါ့ ငါတိချာစစ်စားပြီးသွားပြီငါမေးလေးကအခုထိငယ်သေးတယ်ထားသွားဖို့ကိုလည်းစိတ်မချဘူးအဲ့ဒါကြောင့်ငါဒီမှာပဲဆက်နေမယ်နောက်ထပ်နှစ်လနှစ်နှစ်ဒါမှမဟုတ်ငါမြေတက်ကတူတက်တဲ့အချိန်ထိလည်းဖြစ်ချင်ဖြစ်မှာပေါ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့မက်နွေဟာခန္ဓာကိုယ်တစ်ခုလုံးအပြည့်သွားပြီးမျက်လုံးတွေပြာကမူးလဲသွားတော့တာပေါ့မက်နွေကိုထွန်းလဲအော်ဟစ်ပြီးဇနီးဖြစ်သူစီကိုပြေးသွားတော့တာပေါ့ ဒေါ်ထေးကတော့သူ့စကားကြောင့်မနှွယ်မှုလဲသွားတာကိုမြင်ပေမဲ့လည်းသူကတော့ဆက်ပြီးပြောနေလိုက်သေးတယ်။တွေ့လားတွေ့လားမနှွယ်ကလည်းအခုထိအကျမကြီးကစိတ်မချရဘူး။အဲ့ဒါကြောင့်မင်းကလည်းမပြန်နိုင်သေးတာလေ။မနှွယ်နဲ့ကိုထွန်းလဲဒေါ်ထေးကိုအိမ်ပေါ်ကဆင်းအောင်ညီမျိုးစုံနဲ့ကြိုးစားပေးမယ်လေ။ဒေါ်ထေးကတော့မစင်းမဲဆက်နေနေတာပေါ့။ဒီလိုနဲ့မနှွယ်ရဲ့အမေဖြစ်သူဒေါ်သူစာဟာသူမရဲ့အမေတက်တာသွားတဲ့အတွက်မနှွယ်ကိုဖုံးဆက်ပြီးကြောင်းကြားတယ်။ မနှွယ်လေအခွင့်ရရတာနဲ့သူမရဲ့အမေကိုအိမ်ဟိုလာလဲဖို့ပြောလိုက်တာပေါ့အဲ့ဒါနဲ့မနှွယ်ရဲ့အမေလည်းသူတို့အိမ်ပေါ်ကိုရောက်လာတယ်တော်သူစားနဲ့တော်ထေးတို့လည်းတွေ့တွေ့ချင်းမှာတော့အဆင်ပြေကြပေမဲ့လေမိနောက်တည့်ရက်မှာတော့တော်ထေးရဲ့ပုံစံကိုတွေ့ပြီးတော်သူစားကပြောတော့တာပေါ့မထေးကြီးတားတို့သမီးတို့ကလူခွဲမရှိလို့အကူကြီးတောင်းထားတာကို ရှင်ကမကူညီတဲ့အပြင်သူတို့ကိုအလုပ်ပေါ်ပြီးနေတာပေါ့ကောဒီမဲ့မတ်သူစား ကျမဆောက်ရောက်တော့ကသူတို့ကိုကူညီထားတာအခုတော့ကျမဟာပြင်းပန်းသွားလို့ဒီ။အော်အဲ့ဒါဆိုလဲမထီးရင်ရွာကိုပဲပြန်မလာရှင်။အဲ့မှာစိတ်အေးလက်အေးနဲ့ဆိုပို့ပြီးအနားရတာပေါ့။ဒီမှာကမှကလေးငိုတန်းလေးနဲ့မြို့ဆိုတော့လေလူတန်းကားတန်းလေးနဲ့စူးတော့ဘဲကောင်းကောင်းအနားယူလို့ရမလဲ။မဟုတ်ဘူးလား။ခုလိုလေကျမအဆင်ပြေပါတယ်။ ဘယ်ဟုတ်မလဲရှင်ကလေးတွေကလည်းနှစ်လဆိုပြီးအကူညီထောက်ထားတာကလည်းပြစ်သွားပြီမလားပြီးတော့ကျမကလည်းကူညီဖို့ရောက်လာပြီဆိုတော့စိတ်ချလက်ချနဲ့ပြန်ပြီးအနားယူပါတော်သေးလေတော်သူစာပြောတဲ့စကားတွေကြောင့်ဘလို့မှမတက်နိုင်မဲအိမ်ပြန်ဖို့ကိုလိုရတော့တာပေါ့ဒီလိုနဲ့နောက်နေမှာတော့တော်သေးလေသူ့ရဲ့အထုပ်ပိုးတွေကိုတည်ပြီးပြန်သွားရတယ်နောက်တစ်ပတ်လောက်နေတော့တော်သူစာလည်းမနှွယ်ကိုလိုအပ်တာတွေသင်ပေးပြီး သူတို့လင်မယားကိုနှုတ်ဆက်ခါပြန်သွားတာပေါ့သူတို့လင်မယားလေကလေးပြူစုတာနဲ့အိမ်မှုကိစ္စတွေကိုအတူတကွလုပ်ကြရင်ပျော့ပျော့ရွှင်ရွှင်ဖြစ်နေတော့တယ်နောက်နှစ်လလောက်နေတော့ဒေါ်သီးကကိုထွန်းစီကိုဖုံးဆက်ပြီးသူ့မြင်းလေးကိုလွှမ်းလို့လာတွေ့ကျင်ကြောင်ပြောတဲ့ကိုထွန်းနဲ့မနှွေလဲတယောက်ကိုတယောက်ကြည့်လိုက်ကြတယ်ပြီးတော့ကိုထွန်းကပြောလိုက်တာပေါ့အမေထေးလာမယ်ဆိုရင်နှစ်ရက်ပဲနေလို့ရမှာနော် နှစ်ပတ်တည်းနှစ်လရည်မဟုတ်ပဲနှစ်ရက်နော်နှစ်ရက်ပြည့်ရင်ပြန်ရမှာနော်အမေထေအေးပါဟဲ့ငါသိပါပြီအဲ့တလို့နဲ့ဒေါ်သေးလဲအလဲရောက်လာတာပေါ့နှစ်ရက်မြောက်တဲ့နေ့မှာတော့ကိုထွန်းကဒေါ်သေးကိုလက်ဆောင်ပစ္စည်းတွေလပွဲပေးပြီးရွာပြန်ဖို့အတွက်ကားဂိတ်ထီကို လိုက်ပို့ပေးလိုက်တယ်လေဒေါ်သေးပြန်သွားကလေးကကိုထွန်းနဲ့မနှွယ်တို့ရဲ့ဘဝဟာလဲတပြေးပြေးငြိမ်းချမ်းမှုနဲ့ပျော်ရွှင်မှုတွေပဲရောက်ရှိလာတော့တာပေါ့ဒီအတွေ့အကြုံကနေပြီး မိသားစုဆိုတာတဦးနဲ့တဦးအပြန်အလှန်ကူညီပေးရတယ်။ဒါပေမဲ့ကြီးစုတရားကြောင့်တော့ကိုယ်ပိုင်ဘဝတွေစိတ်ချမ်းသာမှုတွေကိုဆွံ့လွတ်လိုက်ရတာမျိုးတော့မဟုတ်ပါဘူး။ကိုထွန်းလည်းဒေါ်ထီးရဲ့ကြီးစုတွေကို အမြင်မမေ့ပဲသူရဲ့လက်ရှိမိသားစုဘဝနဲ့ဇနီးတဲ့ရဲ့စိတ်ချမ်းသာမှုကိုဦးစားပေးရမယ်ဆိုတာကိုလည်းနားလည်သွားခဲ့တာပေါ့။ အကူညီတောင်းခြင်းနဲ့အကူညီပေးခြင်းတွေမှာကနအူးအစကလေးကရှင်းရှင်းလင်းလင်းသတ်မှတ်ထားခဲ့မိပြီးမဖောက်ပြက်ရင်နောက်ပိုင်းမှာစိတ်ဝမ်းကွဲရတဲ့ပြဿနာတွေဖြစ်လာနိုင်တာကိုဆောင်ရှားနိုင်မှာပါကောင်းမွန်တဲ့ဆက်ဆံရေးဟာကြီးစိုးတည်တက်မှုနဲ့လေးစားမှုပေါ်မှာပဲအပြင်းအလှန်အခြေခံပါတယ်နောက်ဆုံးမှာတော့ဒီတွေ့ကြုံကကိုထွန်းနဲ့မတ်နယ်တို့ရဲ့အခက်အခဲတွေကို အတူကျော်ဖြတ်နိုင်ခဲ့တယ်ပြီးတော့ပိုပြီးໄຂမာတဲ့ဘဝလက်တော်ပေါ်ဖြစ်လာစေခဲ့တော့တာပေါ့ သူတို့ရဲ့သားလေးဟာလည်းမိဘနှစ်ပါးရဲ့ချစ်ချင်းမြတ်တာနဲ့ဝန်းရံထားတဲ့ပဝန်းကျင်ထဲမှာကြီးပြင်းလာတော့တာပေါ့ဒေါ်ထေးကိုလည်းသူတို့ရဲ့စီကံချက်တွင်နဲ့ပဲဆုံတွေ့စီပြီးယေရှုတရားနဲ့အပြန်လည်လေးစားမှုကြကဟန်ချက်လေးကိုညီအောင်ထိမ့်သိမ့်ထားတက်လာတယ်ဘဝဆိုရာယေရှုတရားတွေတာဝန်ယူမှုတွေအပြန်အလှန်လေးစားမှုတွေ ချစ်ချင်းမြတ်တာတွေနဲ့ရှုပ်ထွေးလာပါတယ်။ဒါကြောင့်ဂျေဇုကိုအကြောင်းပြပြီးကိုယ့်ရဲ့ဘဝကိုထိ ंछ ုပ်မခံမိဖို့ဂျေဇုရှင်ကိုယ်တိုင်ကလည်းဂျေဇုတရားကိုအကြောင်းပြပြီးသူများရဲ့ဘဝကိုထိ ंछ ုပ်ချေလဲဝင်မရှိပါဘူး။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုသဘောကျတယ်ဆိုရင် channel ကို like and subscribe လုပ်ဖို့မမေ့ခင်နဲ့နော်။